ထိုနေ့ညကလာရောင်လေးမလင်းတလင်းသာကနှင်းမုံတွေတပွဲပွဲကျနေသည်ဆာမွေဝဲလည်းတဖြည်းဖြည်းနီးလာပြီမို့စာကြည့်စပွဲတွင်မြင်းမြဲထိုင်ရန်စူးစားကြရသည်အခန်းထဲအောင်ပြီးစာကြည့်ရသည်ကိုညီငွေပင်မလာလင်းအခန်းမီပိတ်ပြီးအခန်းရှိက လူသွားလန်းထွက်၍ထိုင်လေးရှိသည်ကဂျီဟောတူစမှုတက္ကသိုလ်မင်းကလေးဆောင်၏ចောင်းသူများအလုံး၏အချင်းမင်ဖြစ်သည်လက်ဆက်အေးမြသော လေပြေအေးကိုရှိုက်ရွင့်ရှူရင်းအဆောင်ရှိမှဘလုံးကွန်းကြီးကိုမြင့်ကြည့်နေလိုက်လျင်စကြရာသဖြင့်ကုံသွောသောအင်အားများကတဖြည်းဖြည်းပြန်၍ပြည်လာတတ်သည်ဂျီဟောရှိကတက်တရာလန်းကလေးလန်းကလေး၏ဟိုဘက်တွင်ဘလုံးကွန်းဘလုံးကွန်း၏ဟိုဘက်တွင်စမှုတက်ကသူစေးယုံဝွေပုပုကလေးစေးယုံနှင့်တလွယ်ကုန်းလောက်တွင်တော့ကျေဝင်းမြင်မာသောသမင်းစားကမ်းမကြီးသမင်းစား ကမ်း၏နောက်ဖက်တွင်ဆင့်လျက်ရှိသည်က ABCDEF ယောက်ျားလေးဆောင်များထူမြင့်ကွင်းသည်ဂျီဟောသူအကုန်လုံး၏မျက်စိထဲတွင် ဆွဲနေသောဂျီဟောရှိကမြင့်ကွင်းကြီးဖြစ်လေသည်စမှုတက္ကသိုလ်ဆရာများ၏နေအိမ်ကကျောင်းသူဆောင်အလွန်တွင်ရှိနေသည်ထို့ကြောင့်အိမ်မကျောင်းကျောင်းမအိမ်တို့သွားလိပြန်လိရှိသောဆရာဆရာမတို့၏ကားချို့လောက်သာဂျီဟောရှိကလမ်းကလေးတွင်ဖြတ်သွားကြသည်အညောင်းမြေလက်လျှောက်သွားသော ဆရာဆရာမအချို့နဲ့အလုသမားအချို့လည်းလမ်းလျှောက်ရဖြတ်တတ်သည်တခါတရံမှသာ သွားရင်လာရင်ကိစ္စရှိ၍ဂျီဟောရှိကဖျက်လျှောက်သွားသောចောင်းသားများကိုကဂျီဟောသူများကဘယ်ညာစီးကြကြကြအော်ပေးကနောက်တက်ပြောင်တတ်သည်ညဘက်ရောက်၍လူလုံးသိမ့်မကွဲတော့သောချိန်ရောက်လျင်တော့ဆဲကတခါလောက်တွင်သာမျက်စီလေလမ်းမပီရောက်လာသောចောင်းသားများကတချင်းဆိုလေးရှိသည်ဒီနေ့တော့တော်တော်ထူးခြားသည် ်ဂျီဟောရှိကလမ်းပေါ်မှာမဟုတ်ဘလုံးကုန်းဒီဘက်အဆက်မှာလည်းမဟုတ်ဘလုံးကုန်းအလဲတွင်ចောင်းသားတစုထိုင်ပြီးတချင်းဆူနေကြသည်ဘလုံးကုန်းလည်းဆိုတော့လေဂျီဟောသူနဲ့တော်တော်လေးလှမ်းသွားပြီဖြစ်လေသည်သူတို့၏ပုံစံကသူတို့ဟာသူတို့လွတ်လွတ်လပ်လပ်ဆူခြင်းတီးခြင်းလို့အုံနောက်အငီးဖြည့်ခြင်းလို့ဘလုံးကုန်းထဲတွင်ကြဲကြဲပြက်ပြက်လာ၍ဆူခြင်းတီးခြင်းဖြစ်သည်ကြည်ဟောသူတွေကိုလာ၍မျှော်ခြင်းမဟုတ်ဟုတိတိလင်းလင်းပြက်သားစွာစူလိုဟန်ရှိလေသည် ပုံစံကိုကငါတို့ကိုရေးမဆိုင်ဘူးလို့ပြောတာပေါ့လေခင်ချိုက မခံချင်းတယ်လို့ပြောတော့ဝေဝေနဲ့မော်မော်ကဩငါတို့တွေကလည်းကယူဆိုင်တင်စရာ လာတာပါတာချော်တော်မော်တော်လေးတွေဟုတ်လို့လားဟာဟုတ်ပြောကရှင်နေကြသည်ခဏနေတော့အလေတက်ကထိထိနဲ့မတ်ဝါရောအိုဘက်တောင်စုံအခန်းကຫນွေအင်းနဲ့တသက်မွန်ရောရောက်လာကြသည်ခင်ချိုတို့အခန်းသည်အပေါ်ဆုံးသုံးတက်ဤအစွန်ခန်းဖြစ်သည်လေတဟူတိုက်က အေးဖြစ်သဖြင့်သူ့အလိုလိုစုရက်ဖြစ်သတ်မှတ်ပြီးသားဖြစ်နေသည်မမတ်ခင်ရောက်လာတော့သူ့လက်ထဲတွင်လက်ဖက်သုံးမောင်းမောက်တပကံပါလာသည် ထွေထွေကဇီးသီးကြောက်တုတ်တွေယူလာကဖြိုးဝေကမက်စီမာဇီးပြားတွေယူလာသဖြင့်ခင်ချိုတို့စကားဝိုင်းသည်ဆူဆူပြေပြေဖြစ်သွားသည်သူတို့ရေးမဆိုင်တာကိုကိုကအေးမဆိုင်အေးမဆိုင်ခြင်းဟာအေးမဆိုင်ခြင်းပဲအဆုံးသက်သွားမှာမို့အေးကြီးတာကအေးမဆိုင်ပဲနေဖို့ပါပဲ။ ရှင်းရှင်းလေးပြောလို့ရသောစကားကိုမေဝင်းမော်ကသူ၏ထုံးစံအတိုင်းရှုပ်ထွေးသွားအောင်ပြောလေသည် စမုတက္ကသိုလ်ចောင်းသားများကစမုတက္ကသိုလ်ចောင်းသူများကိုပုံမလာပါဘူးတိုက်ခေါ်တွေဟုပြောနေကြနှိမ်နေကြဖြစ်သည်ထို့သို့နှိမ်မင်းနှိမ်နေတော်ကြလဲជីဟောတို့ရောက်လာသောမြစ်တာစာများကမနှဲလာခြင်းစပယ်ပင်မဲလေးနှင့်ရင်းဆဆလေးလာတော့မိဝင်းမော်ကိုလည်းချစ်ခင်ကျင်နာသူရဲ့အတော်များလေသည်ထို့ကြောင့် မဲမဲလုံလုံပူပူဝဝကလေးမို့အညာထညံဟူအမိတွင်နေသော ရွှေသေးက"အော်တန်းစီစရာများတဲ့သူတွေများကြတော့လေပြောရရှိတာပေါ့လေ။ပူနေရင်တယောက်လောက်မျှပါလားကွယ်"ဟု ပြောရင်ရှင်းနေလေသည်။ဝေတော်ရာရောင်ကြီး ထိတ်လင်းတော်သည်ဘုံချိုးပြတ်တဲ့မူးနံမတီတကယ်ချစ်ပါသည်။ဘလုံးဝင်လည်းမတချင်းတန်ဖြစ်သည်။ထင်ကြီးလာရောက်တဲ့တော့အလွမ်းပူပါသည်ချစ်သူရှိရင် ခန်းစားချက်ပြည့်နေစူနေသောတချင်းတံကိုနားထောင်ရင်ခင်ချိုကဟက်ကနေကြီးကသူ့ဘေးမှထွေးထွေးဤပေါင်ကိုပုတ်လိုက်တယ်ဟေးဒီတံကတိတယ်ငါလည်းတိတယ်စိတ်ကလားစိတ်ကလားဟိုဒီမှာမြစ်စမနဲ့ဘီတုကတန်းတန်းသာចောင်းသားတူဖြစ်လေသည်စရုပ်ထားနဲ့ရောက်ခါမှဘာစိတ်ကူးပေါက်လေသည်မသိမုန်းစိမ်မွေးငုံစီစီကလေးကိုတရွတ်တရမွေးထားတယ် ငကိုကလေးကအသားညုံညုံမှုန်ကုတ်ကုတ်ရှိသောမျက်နာတွင်မုတ်စိမ်မှုရထက်တိုးလာတော့ဘေးကနေဘလူဖြစ်ပြီးစိတ်နဲ့တူသွားသည်မသိစိတ်ကလားဟုသောအမိတစ်ခုကိုပိုက်ဆိုင်သွားလေတော့သည်သူကအဲ့ဒီတခြင်းတစ်ပုတ်ပဲရတာလေနောက်ပြီးသူ့အတန်ကတနဲ့တနဲ့မကွဲဘူးလေဟာပြီးသူကចောင်းသူចောင်းသားများသည့်အဆောက်အဦပုံစံလေးများကိုညံကွင်မျိုးကရည်စွဲရင်း ဇံဝင်သွားသောအခါမျိုးတွင်နှုတ်မှအလိုလိုသချင်းလေးများကြီးတမိတတ်ကြသည်စိတ်ကလားကလည်းသူကြိုက်နေသောဘီးဒီမှဆင်ရမလောင်းလေးကိုရည်ရွယ်ကဆင်ရမကိုပဲအသေးဆွဲအောင်ချစ်တော်မည်ဟုသောသချင်းလေးကိုတီးဆူလေးရှိသည်တားနှင့်ထွက်ရမည်အံတွယ်များကိုတော့မပြရှာကြတောင်ဝင်းမူအံနဲ့အစားထိုးကစူသွားတတ်သည်စိတ်ကလားကဘာလို့မုန်းစိတ်ထားရတာလဲဟဲ့ငါပဲသိမှလဲသူမျက်နှာစိတ်နဲ့တူသွားတာမသိဘူးလားအေးအေးမဟုတ်ပါမင်းနေတယ်လို့ငါပြောပေးမယ် ုတ်ပါဘူးငါကတကယ်သိကျင်တာပါတစ်ပင်မှာအရွက်နုနုလေးတွေတွေ့ရင် သူစားကျင်လားမသိဘူးနော်ဘာဖြစ်လို့လဲငါကအရွက်နုနုလေးများဝီနေတာတွေ့ရင် အားကြီးစားကျင်တာပဲဒါကြောင့်ငါရင်ဘွားကစိတ်များဖြစ်ခက်လားမသိဘူးလို့နဝေးတေတောင်နဲ့ပြောတော့မဟုတ်ပါဘူးကျင်မော်မော်ကတအားရီလိုက်ရပါဇက်ထဲမှာဇီးသီးကြောက်ကလေချောင်းလေးကိုပြုတ်ကြပြီးနင်းနေသည်ခြေတော်ဝါတောက်ကလေချောင်းကိုမနှဲသက်ချရင် ိုကိုစိတ်ကအခုတော့နင့်ကိုတတိမရပါလားခင်ခင်စိတ်ရဲ့ဟုမပြောတာပြောတာပြောနေသေးသည်ခဏနေတော့စိတ်ကလားရဲ့အတန်တိတ်သွားသည်နင်ညာထာဝစဉ်လဲပဲမောက်စိတ်ထဲမှာကွဲစသောတချင်းတန်ကိုကြားရသည်ဒီတယောက်ကစကားလဲပေတာသည်အတန်နေတန်တာရောဆိုဟန်ရောပိုပြီးနောက်ထောင်ကောင်းလေသည်ခလန်းလန်းကမို့ခတူးတူးသာကြားရသောတချင်းတန်ကိုစိုက်၍နောက်ထောင်နေမိကြသည်မြတ်စွာဘုရားလောင်းတော်တောင် ဘဝပေါင်းများစွာတလိဆန်ဖြစ်ခဲ့သေးတာငါတို့သာဆိုရင်တော့ပြောမနေနဲ့တော့မမော်ကရက်သွားသောစကားကိုပြန်၍ကောက်သည်ဒါကြောင့်လဲဘဝနီးရင်နီးတယ်လို့နီးဆက်ရာတူတက်ကြတာဖြစ်မှာဟာကိုဆက်ပြောသည်အဲ့ဒါဟုတ်မှာပဲငါတို့မျိုးကဝက်သားရောက်နေဝက်သားတဲ့ကြီးရဲ့မျက်နှာဝက်နဲ့တော်တူတယ်ဟုတ်ရွှေသေးကထောက်ခံသည်အမကျွတ်တူရင်းနဲ့တူတဲ့သူလည်းရှိတယ်နော်ဝင်းမော်နင်တို့ခန်းထဲကအဲလီနာကစစ်တူရင်နဲ့မတူဘူးလားအေးဟာဆရာဦးဖြိုးကျော်ကကြတော့ တင်းငယ်ကြီးနဲ့တူတလို့ပဲနော်သူ့မျက်လုံးကလည်းစူးတောင်းနေတာပဲတချို့ကြတော့မြောက်ဘွားလာတာတေးတာလိုက်တာကျောင်းလာကပေးတဲ့နေရာမှာလူကြီးကြတော့မြင်းကြီးနဲ့တူတယ်နော်သူရည်လိုက်ရင်မြင်းကြီးတလို့ပဲငါကတော့ဘဲဘွားများလာသလားမသိဘူးငါလဲလျှောက်တာကအဲ့လိုပဲဘဲလိုကာယကာယနဲ့ဆိုခင်ရွယ်အေးကပါဇက်ကပြောရုံမကပဲတကယ်ထပြီးလမ်းလျှောက်ပြတော့ခင်ချူတို့ကဥနာကုန်သည် သူလမ်းလျှောက်ပုံမှာနောက်ဘက်ကကြည့်ရင်ဘေးနဲ့တူသေးကလည်းအမှန်ပဲငငငယ်တုန်းကတော်တော်ရုပ်ဆိုးတယ်ဟဲ့ထွေးထွေးကဝင်ပြောပြန်သည်ကြီးလာမှလှတာတဲ့ဘသူကနင့်ကိုလှတယ်ပြောလို့လဲဟာဒီလိုလေဟာငငယ်တုန်းကတည်းပူပြီးကြည်ကောင်းလာတာလို့ပြောတာပေါ့ဟာနင်တို့ကလည်းအဲ့ဒီတော့အဲ့ဒီတော့ငါကဒေါင်းမျိုးပေါ့အမလီဟာဒေါင်းမရေထွေးထွေးကိုဝိုင်းထူရင်ရည်တန်တွေစုညံကုန်တော့အဆောင်မှုကအပေါ်တက်လာသည်လက်ဖက်လဲကုန်ပြီမျက်စီမှလည်းကုန်ပြီဖြစ်သည် ောက်ထပ်မျောလင့်စရာလည်းဘာမှမရှိတော့ခြင်းထို့ကြောင့်အဆောင်မူးမစုခင်အမြန်လူစုခွဲကကိုခန်းထဲကိုဝင်ပြေးကြလေသည် ခန်းထဲရောက်တော့စဉ်စားလက်ဆဖြစ်သောပြားတိုက်ပုံစံငယ်ကိုစိတ်၍စဉ်းစားရင်းလူနဲ့တလိဆန်အကြောင်းကိုခင်ချူမေ့သွားသည်သို့တော့မေဝင်းမော်ကတော့မေ့ဟန်မတူပင်တင်းချာတပုတ်ကိုတွက်လိုက်ချက်လိုက်နဲ့ချာလေရိုက်ကဖြေထုတ်မရပဲရှိနေရမှာဟုတ်တယ်ခင်ချူရဲ့ဟုအရင်မရှိဖျားမရှိပြောသည် လူနဲ့တလိဆန်ဟာနင်းနေစီတော့တူနေတယ်ဆိုတာဟုတ်တယ်ဟာကိုဆက်ပြောတော့ခါကြမှာခုနတော့ငါအเจ้าရတွေကသူ့ကောင်းထဲမှာထွက်မသွားသေးသည်ကိုသိရတယ်ငါစဉ်းစားနေတာသိလားကိုမမောင်စန်းကပရွေးစိတ်နဲ့တူတယ်ထင်တယ်ချင်ချင်ပပဟာကိုမမောင်စန်းသည်မင်းဝင်းမော်ကြီးအချစ်ပန်းကိုစွန့်လန်းနိုင်ရန်စူးစမ်းနေသူဖြစ်သည်အသားညိုညိုအရက်ရှိရှိနဲ့ယိုကျိုးနှိမ့်ချသောအမူအရာရှိသည် သူတွင်ပရွေးစိတ်နဲ့တူသောအချက်လက်ကိုခင်ချိုမမြင် တူချင်းတူလင်တက်ကလအုံးနဲ့တူသည်ဟုဆိုသည်ကမှရည်တည်တည်ရှိသေးသည်ရုပ်ကိုပြောတာမဟုတ်ပါဘူးစိတ်ကိုပြောတာပါဝင်းမော်ကတူတူလေးရည်လေသည် သူကအရင်စိုးစားတယ်လှုပ်ဆရာရှိတဲ့လှုပ်ဆိုရင်လည်းဘရုံးမှကိုကိုကက်ကက်မရှိဘူးအေးဟုတ်တယ်အဲ့ဒါတော့ဟုတ်တယ်တူတူရီယယ်မာရောပရက်တကယ်မာရော စာပေးချိန်မာရော တွက်ဆရာကျက်ဆရာထန်းဆရာပိုးဆရာ အကုန်လုံးသူတိုင်ခံလောက်တာပဲဟုတ်တယ်ဝင်းမော်ရဲ့ ကြည့်ရတာနင်းနဲ့ပြင်းစရာကောင်းပေမဲ့ရိုးသားတယ်ကြိုးစားတယ်အဲ့ဒါတော့အမှန်ပဲခင်ချိုကထောက်ခံသည်သူ့ကိုသူများចောင်းသားတွေလို ဟီလီဟာလီလုံနေတာတခါမှမတွေ့ဘူးပဲအားလျင်စာကြည့်တိုက်တဲ့ဝင်က စာဖက်နေတတ်သည်ဒီလိုကြတော့လေမင်းဝင်းမွန်ပြောတာဟုတ်တုတ်တော့ဟုလက်ခံရတော့မည်ဖြစ်သည်သူ၏ဘဝသည်ကြိုးစားမှုအလုံးလုံးမှုတို့ဖြင့်တိဆောက်ထားသောဘဝဖြစ်လေသည်နာယီကိုလှမ်းကြည့်လိုက်တော့၁၂နာရီထိုးကနေပြီမို့ခင်ချိုက မျက်နာသစ်သွားတိုက်ကဘုရားရှိခိုးသည်ကျွန်တော်ချပြီးအိတ်တော်မြင်းဟူဟန်ပြင်တော့မင်းဝင်းမော်ကလှမ်းပြောသည်ကိုတန်းဝင်းအောင်ကတော့နှံကောင်နဲ့တူတယ်လှုပ်လိုက်ဟာမင်းဝင်းမော်ခင်ချိုးကစိတ်ထဲမှာရေရွမ်းမိသည်သူ့ဤလူနှစ်တလိမ့်ဆန်နှီးကတော့ကျဲသည်ထက်ကျဲလာကြည့်ပြီဒီပုံနဲ့ဆိုရင်ဒီညအိတ်မှအိတ်ရပါမည်မလားမသိသူကတော့ဟားဖို့ပြောဖို့ပဲဟုတ်သည်ကိုတန်းဝင်းအောင်ကလူပြောလူနောက်တူဖြစ်သည် ူကိုကြောင်ငန်းနဲ့လက်တွေကန်တဲ့ထက်ကော်ရီဒါနဲ့စားတောက်ဆိုင်တွင်သာတွေ့ရများသည်။ကျောင်းကော်ချိန်95ရာခိုင်နှုန်းမပြည့်သဖြင့်မကြာခဏခေါ်ပြီးသတိပေးခံရသူလည်းဖြစ်သည်။ tutorial ချိန်များတွင်လည်းကိုမောင်စန်းတို့လိုကျောင်းသားတွေစူးစမ်းပန်းစားတွေ့နေချိန်တွင်သူကရည်တည်ရောင်တောင်လုပ်နေတတ်သူဖြစ်သည်။ပြီးတော့ခါမှဟေးကောင်တွေပြီးပြီလား။မှန်ရဲ့လား။အေးမှန်တယ်ဆိုရင်ငါ့ကိုပေးလို့လက်တော့ကအကုန်ကူးချလိရှိသူဖြစ်သည်။သူကိုလည်းကျောင်းသားတွေက စေတနာပို့ကြခင်မင်ကြသည်။ သူကမချောတော့လဲသူ၏အမရိညီမရိကတော်တော်ချောသည်ဟုကြားဟုသည်။ចောင်းသားကြီးတွေကပါဇက်ရတာခံပြီးသူ့ကိုရောက်ဖားဟုခေါ်လိရှိကြသည်ကိုလည်းသူကတကားမှစိတ်မဆိုးဘူးပဲ။နေပါဦးမေဝင်းမော်ရင်နင်းကပြည့်ဝစိတ်ကိုကြိုက်လားနှံကောင်ကိုကြိုက်လား။နင်းဆိုရင်ရောဟာသူတို့ကငါ့ကိုကြိုက်တာမှမဟုတ်တာနင်းကိုကြိုက်တာငါကဂျားတိုင်းကနေပြီးဘသူ့ကိုဝင်ကြိုက်ရမှာလဲ။တခန်းတွင်၃ရောက်နေရချင်းဖြစ်ရာခင်ချုံနဲ့ဝင်းမော်ဟာဟိုဘက်ချင်းတော့ ီဘက်ချင်းတော်ကုချင်းတော်တဲ့ကိုဝင်ပြီးခက်ကြကြလေပေါ်နေကြတော့တတရချင်းတော်တဲ့တွင်ပရိစိတ်နေတော့မယူကစိတ်တူလာဟန်နဲ့ထောက်အော်သည်ပရွေးစိတ်ကိုကြိုက်ကြိုက်နှံကောင်ကိုကြိုက်ကြိုက်ကြိုက်ချင်ရကြိုက်အရေးကြီးတာကလက်ကိုမကြိုက်မှုပေါ့ပဲလက်သာဆိုရင်တော့သူ့ဘက်ကြီးပဲသူ့ရက်သွားလိမ့်မယ်တော်ပြီအိတ်ကြတော့ခေါင်းပုတ်သွားကြတော့ခင်ချုံနဲ့မင်းဝင်းမော်ကချက်ချင်းညင်သွားတော့မယူကျေနပ်သွားသည်ဘုရားဆက်၍ရှိခိုးကလဲ၍အိတ်သည်သူအော်ရာကိုဘာမှပြန်မပြောဝဲညီခန့်နေတော့ကြောင့် စိတ်ကြည်နက်သွားသည်ထင်သည်မင်းမင်းကြီးမှချက်ချင်းအိပ်ပျော်သွားသည်မှာဟောက်တံမြင်ထွက်လာသည်မိဝင်းမော်ပြောစမ်းမအောင်ဟာနင်ကဘဲကောင်ကိုအဲဘသူ့ကိုရွေးမှလဲအိမ်မပြောနိုင်သေးသောခင်ချိုကလှမ်းမိသည်မိဝင်းမော်ကချက်ချင်းမဖြစ်တူတူလေးရဲနေသည်ပြောလီဟာနင်ကလဲဟာပုံမြင်ထဲမှာလဲပါပြီးသားရိုးရိုးစင်းစင်းကလေးကိုဘာလို့မင်းနေရလဲဒီလိုဆိုနင်နှငောင်းကိုရွေးမိရင်စောင်းနှွင့်ကြတော့ဘိုင်းမောက်နေရမှာပေါ့ဟာ ခင်ချူ၏အာယုံထဲတွင်ပဇက်ကြီးတအားဖျင်းကပြုံးမြင်နေသောကိုမောင်မောင်စင်း၏ရုပ်တွင်ကိုမြင်ရောက်လာသည်။ဒါဟာတဘာဝကြတဲ့ကိစ္စတစ်ခုပဲဟုဆက်၍တွေးသည်။ပရွယ်စိတ်နှင့်နှံကောင်တွင်အောင်မန်းကိုစွခုသူသည်ပရွယ်စိတ်ကလေးသာလည်းဖြစ်ရမည်မဟုတ်ပါလား။ထို့သောသောညာပေါင်းများစွာကိုကြုံလွင်ဖြတ်တန်းခဲ့ပြီးနောက်ခင်ချူတို့တွင်ဘွေးရခဲ့ကြသည်။အမိစမှုတက္ကသိုလ်ကြီးကိုနှုတ်ဆက်ထွက်ခွာခဲ့ကြရသည်။တနည်းခွဲလောက်နေတော့ ကိုမမောင်စန်းနဲ့မိဝင်းမော်တို့လက်ထက်ခဲ့ကြသည့်တဲ့ရင်ကိုကြားရသည်။သူတို့မျိုးနှင့်သူတို့ယာတွင်လက်ထက်ခဲ့ခြင်းဖြစ်သည့်အတွက်သူတို့၏မင်္ဂလာပွဲကိုခင်ချိုတို့မတက်ရောက်ခဲ့ရပေ။နောက်တော့လည်းနေမျိုးအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသောတငယ်ချင်းများနှင့်ခင်ချိုအလံဝေးသွားသည်။ကိုတိုင်လည်းအိမ်တော်ကြကလူမှုရေးစီးပွားရေးနယ်ထဲတွင်စုံကားဆန်ကားကုခတ်ရင်နှစ်ပေါင်း30ကိုဖျက်သန်းခဲ့ရသည်။ယောက်ျားတစ်ယောက်၊သမီးတစ်ယောက်၊သားတစ်ယောက်တိုက်ခန်းတစ်ခန်းမြေတစ်ကွက် စသည့်များကိုပိုင်ဆိုင်ပြီးနောက်ထူ၍မဲသောသပင်များသည် ဖြူ၍ကျဲသောဘဝသို့ရောက်ခဲ့ပြီဖြစ်သည်။ပင်ရွတ်တဲ့သောခန္ဓာကိုယ်သည်လည်းဝ၍ပြဲသောခန္ဓာကိုယ်ကြီးဖြစ်လာသည်။ထိုချိန်ထိုခါကျမှဒေါခင်ချိုသည် သူ့လိုပင်ဝဝဤဤကြီးဖြစ်သောဒေါ်ဝင်းမော်နှင့်ပြန်ဆုံစည်းခဲ့ကြခြင်းဖြစ်လေသည်။ရှိစရာကောင်းသည်ကနှစ်ယောက်သားဘေးချင်းရှင်ရက်နေတော့လဲတအူးနဲ့တအူးမကြည့်ပြက်မှတ်လဲမမှတ်မိကြပဲ ဈေးတည်းရှိကဘောချိတ်ပစွန်ပုံစီကိုသာကြောက်ရောက်နေသောကြောင့်ဖြစ်သည်ပစုံမုံထဲတွင် အကောင်ကြီးကြီးလက်လက်များပါသလိုအကောင်သေးသေးများလည်းပါသည်အယောင်နီနီမလက်တလက်ခေါင်းကျိုးတွေလည်းပါသည် တမင်ရောထာတာဖြစ်မှာပဲဟုစိတ်ထဲမှာညူညူဆူဆူတွေးမိစဉ်ဈေးတည်းကမီဝရင်2800ရွေးရင်တော့3000ဈေးဟုခက်တင်းတင်းပြောလေသည်3000ဈေးပေးပြီးရွေးရတော့မှာပေါ့ဟဲဟုဒေါခင်ဂျိုကမတက်မသားပြောသည် ရှင်ကမရောရသေးတဲ့ပစုံတွေကိုမရောတူလိုလိုနဲ့ရောထားတော့ကျမတို့ကရောပြီးသားကိုမရောရသေးခင်ကလို့ဖြစ်အောင်ပြန်ရွေးရတော့မှာပေါ့ရှုပ်ထွင်းနေအောင်ပြောတော့သူစကားကိုကြားတော့ခင်ချုပ်ရင်ထဲတွင်လက်ကနေဖြစ်သွားသည်သူ့မျက်နှာကိုဆက်ကနေမော့ကြည့်လိုက်တော့စပယ်တဲ့မိကလေးကိုတွေ့ရသည်သို့တော့အရင်တုန်းကလိုပါမို့မို့ပေါ်မှာမဟုတ်ပါအီအီကြီးပေါ်မှာဖြစ်သည်ဟဲဝင်းမော်ဟာခင်ချုပ် ို့နောက်တော့သူတို့နှစ်ယောက်သည်ရွေးတော်မဟန်ပြင်ပြီးလေတော့ဘောချိတ်ပစုံပုံကြီးကိုမိသွားသည်ဆိုင်ရှိပိတ်ရက်ပြီးဟဲ့နင်ဝလာလိုက်တာနှစ်ယောက်ကြကောနှစ်ကောင်းရဲ့လားအခုဘဲမှလဲရန်ကုန်ကိုခဏလာတာလားနင်ကလေးတွေကဘယ်တန်းတွေရောက်ကုန်ပြီလဲအင်းအောင်နေရောကြပြီလားနင်ပြစင်ယူလိုက်ပြီလားစသည်စသည်များကိုတဦးနဲ့တဦးပြောမကုန်အောင်ဖြစ်နေတော့ပစုံတွေကမမတို့ရေမဝေရင်လေးဘေးဖယ်ရက်ပေးပါ ဟုမကြည်မသာ ပြောလာသည့်အထိပင်ပါဇက်တနက်ကိုအပြန်လန်မရမနာပြစ်လိုက်ကြတော့7မိနစ်ခန့်အချိန်တို့တွင်တွင်တဦးဤလက်ရှိချီနေကိုကြံတဦးကအကြံပြင်းသိသွားလေသည်မင်းမော်ရိုလင်မယားနှစ်ယောက်စလုံးမြကြီးနားတွင်တောင်ဝင်ထမ်းဆောင်နေတော့ကလေးလေးယောက်ရှိပြီးအကြီးနှစ်ယောက်ကအိမ်အောင်ကျသွားပြီဖြစ်ကြောင်းအငယ်နှစ်ယောက်ကတဦးကနီးပြဆရာမကြံတဦးကတော့မန္တလေးစစ်တပ်ကတူတွင်တက်နေကြောင်းကြောင်မြောင်းထဲတွင်တိုက်ခန်းတခန်းဝယ်ထားကြောင်းလူငားတင်ထားကြောင်း အခုလူငါးကိစ္စအတွေ့ရင်ငုံငုံခဏလာခြင်းဖြစ်ကြောင်းပင်စင်ယူလင်းမန္တလေးမှာအခြေချဖို့စဉ်းစားကြောင်းပြင်ဦးလွန်အနီးစခန်းသားတွင်ညီလေးတစ်ခွက်ရှိကြောင်းဇင်းုံတက်တက်တာတာနဲ့လှလှပပလေးဖြစ်အောင်ပုံစံရေးဆွဲပေးစီလိုကြောင်းစသည်များသည့်ဒေါခင်ချိုစူးစောင်းရရှိထားသောတည်င်းအချက်လက်များဖြစ်လေသည်နင့်ပြည့်စိတ်ကြီးကမနာမနေလှုပ်လှုပ်တုံးမလာရင်အေးတော်ဝင်းမော်ကခေါင်းငိတ်သည်ထို့နောက်ပြုံးသည် ပုံမြင်တွေကပြည့်ရစိတ်ကသာစောင်းရသေးရောက်တော့စီးစင်ပြင်းနဲ့နားရတာဟာငါရဲ့ကိုပူရစိတ်ကြီးကတော့နှွေမိုးဆောင်တရားသည်မှမနားရပါဘူးကုံတုံယုံတုံပြင်စင်ယူတော့အေးစစ်စစ်နားရမှာပေါ့ဟာအေးလေတင့်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 ပေါ့ပဇွန်ဆိုင်တွင်နည်းနည်းလူရှင်းသွားတော့နှစ်ယောက်သားပဇွန်ဝင်ရေးကြသည်လက်ကရွေးနေတော့လဲပါဇက်ကတော့မပိတ်ကိုတန်းဝင်းအောင်လဲငါတို့မြကြီးနာကိုခဏခဏလာတယ်နေ့ရနှံကောင်ကြီးလား အေးပေါ့နင်စဉ်းစားကြည့်စမ်းသူဘာလုပ်နေလဲလို့ကိုဘွားကိုတော့ကနဲ့မို့ကိုတန်းဝင်းအောင်ဘာလုပ်နေသနည်းဒေါခင်ချိုမသိထို့ကြောင့်ဖြစ်နိုင်ခြေရှိသည်ကိုရမ်း၍ပြောထက်လိုက်သည်သူလာပုံမြင်နေရလို့ဘိုင်းမောက်နေရမှာပေါ့ထို့စကားကိုကြားရတော့ဒဝင်းမော်ကတသိမ့်သိမ့်ရည်သည်ပဇွန်ညှိ၍ပေးနေသောလက်နဲ့ဒေါခင်ချို၏ကြောကုန်ကိုလှမ်းရိုက်သည်သူအရင်ချမ်းသာနေတယ်နေတကယ်မသိဘူးလားမသိဘူးဟာသူကအင်ဂျင်နီယာမလုပ်တော့ဘူးရွှေတွေကြောက်တွေတူးနေတဲ့တထေးတွေ အရင်နီးကနဲတာမဟုတ်ဘူးကျန်ကုန်မှာလည်းမြေတွေအများကြီးပိုင်နေပြောတာပဲဟဲ့ဟုတ်လားတော်ကင်ချိုမျက်လုံးပြုတ်နေသည်ရွာရာဒီတုန်းကတချင်းဆူကပျော်ပါးခဲ့သောနှံကောင်သည်ဆောင်းရာဒီရောက်တော့လေတချင်းဆူမြဲပါတဲ့ငါတို့ပုံမြင်နေကနှံကောင်ကဆွေမရှိမျိုးမရှိတကောင်ကျွက်ကိုဟာလူလောကတွေကနှံကောင်ကတော့ဆွေမျိုးတောင်နေလေသူ့အမတွေညီမတွေရဲ့ယောက်ျားတွေကလည်းဒိတ်ဒိတ်ကျဲတွေကြီးပဲတဲ့ဒဝင်းမော်ရွေးထားသောပစုံပုံကို ဈေးတွေကကျွတ်ကျွတ်အိတ်ထဲထဲကချိန်ဝင်မို့ပစ်တင်လိုက်သည်မိမတို့၏ဥစ္စာသည်အစင်းဟူသောစကားကိုဒေါခင်ချိုသတိရသည်ထို့နောက်ဒါကကုသကံကလည်းရှိသေးတာပဲလေဟုဆက်၍တွေးနေမိပြန်သည်လူတွေကဒိတ်ဒိတ်ကျဲတော့ဒိတ်ဒိတ်ကျဲခွင့်ရေးတွေကိုလည်းရအောင်ယူနိုင်တာပေါ့နေသဘောပေါက်တယ်ဟုတ်ဒေါခင်ချိုကခေါင်းကိုဆယ်ကားလောက်ငိမ့်ပြလိုက်သည်ဈေးတွေက90သားအမဟုပြောကပစုံကိုလှမ်းပေးသည်တော်ဝင်းမော်က ပတ်စံအိတ်ထဲမှ900ရံ3ရွက်ကိုထုတ်သည်ဈေးကျင်းထဲထည့်လိုက်သောပစွန်ဘောချိန်များကိုလှမ်းကြည့်ရင်လွန်ခဲ့သောနှစ်30ကျော်ကသူ၏ဆုံးဖြတ်ချက်သာတမျိုးဖြစ်ခဲ့လျင်ဒဝင်းမော်တယောက်ဘောချိန်ပစွန်အစားပစွန်ထုတ်တွေဝင်မလားမသိဟုဒေါခင်ချိုကခန့်ငင်းငင်းနဲ့တွေးနေမိသည်။သွားမေတငယ်ချင်းအပြန်ငယ်တစ်ခါလောက်ဆုံးကြရအောင်လေငါဖုံးဆက်လိုက်မယ်။အမျိုးသမီးဝါဝါကြီးနှစ်ဦးသည်တဦးလက်ကိုတဦးညှစ်ကိုင်းပြီးနှုတ်ဆက်ကလန့်ခွဲလိုက်ကြသည်။ ဒေါခင်ချိုသည်ခက်ဆိုက်ဆိုက်လျှောက်လာရင်ဈေးထိပ်တွင် လူတွေအုံနေတာမြင်တော့ဘာပါလိမ့်ဟုကြည့်မိသည်ပရစ်ကြော်များရောင်းနေခြင်းဖြစ်သည်မန္တလေးပရစ်များကိုဘိုက်ထဲတွင်ချစ်သွန်ပြူတောင်လေးတွေသွတ်မထားသို့တော်ဓာရီကအင်းကြမအတောင်ဖြက်ဖင်ဖြက်ပြီးအစာသွတ်လို့ရသည်ပြီးမှပြန်ကြော်တာပေါ့ဟုစဉ်းစားသည်ပရစ်ကြော်ကျွတ်ကျွတ်ကိုခင်ချိုမကြိုက်တော့လဲကြံသည့်အင်းသားတွေကြိုက်ကြလေသည်ခင်ချိုကပရစ်ပုံရှိတဲ့အတွက်ထိုင်ကား ဈေးမေးသည်စိတ်ထဲကပရစ်ကို စိတ်ကူးတော်လဲနှုတ်ကတော့နှံကောင်ပဲဈေးလေဟုထွက်သွားသည်ကိုသူကိုယ်သူပဲမသိလိုက်ပါဟာပရစ်ပါအန်တီရဲ့အန်တီကနှံကောင်မစားခြင်းလို့လားဈေးတဲ့ကောင်လေးကရင်မောရင်မေးသည်ဒေါခင်ချိုကတော့ရှက်တက်တက်အန်တန်တန်ဖြစ်သွားသည်ခေါင်းငိမ့်ရမလားခေါင်းခါရမလားသူကိုယ်သူလဲဝေခွဲမရချင်း